ရုရှားနဲ့အိန္ဒိယနိုင်ငံတို့ဟာ2030ခုနှစ်မှာကုန်သွယ်မှုဒေါ်လာ100ဘီလီယံအထိရောက်လာမှာဖြစ်ကြောင်းရုရှားသမ္မတပူတင်ကပြောပါရယ်။အနောက်နိုင်ငံတွေရဲ့ဖိအားပေးမှုနဲ့ရင်ဆိုင်နေရပေမဲ့အိန္ဒိယဝန်ကြီးချုပ်မိုဒီယာပူတင်နဲ့ရေနံကာကွယ်ရေးပစ္စည်းတွေအပါအဝင်တခြားကုန်သွယ်မှုတွေကိုတိုးချဲ့ပြီးဆယ်စုနှစ်များစွာအထိသဘောတူခဲ့တာပဲဖြစ်ပါရယ်။ အမေရိကန်ကရုရှားရင်းနှီးဝယ်ယူနေတဲ့အိန္ဒိယနိုင်ငံကိုအခွန်တိုးကောက်မယ်လို့ပြောထားချိန်မှာပဲပူတင်ကအိန္ဒိယနိုင်ငံကိုရောက်ရှိလာတာဖြစ်ပြီးရုရှားနဲ့အိန္ဒိယကုန်သွယ်မှုတိုးမြင့်နေတာဖြစ်ပါတယ်2030ခုနှစ်မှာဒေါ်လာ100ဘီလီယံအထိဖြစ်လာဖို့အိန္ဒိယထုတ်ကုန်တွေကိုပို့ပြီးတော့တင်ပို့ရမယ်လို့ရုရှားကပြောပါတယ်။ ရုရှားနဲ့အိန္ဒိယတို့ကအိန္ဒိယနိုင်ငံရဲ့ကြီးမားပြီးဖွံ့ဖြိုးလာတဲ့စီးပွားရေးနဲ့နှီးပညာတွေကိုအပြည့်အဝအသုံးချဖို့ဆန္ဒရှိကြောင်းပူတင်ကပြောထားပါဗျ။ရုရှားက digital ပြောင်းလဲခြင်းနဲ့စိတ်ယုတ်ပြုလုပ်ခြင်း၊စေဝါနဲ့ AI နှီးပညာအစရှိတဲ့အဆင့်မြင့်နယ်ပယ်တွေမှာအိန္ဒိယနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိတယ်လို့ပူတင်ကပြောဆိုသွားပါဗျ။၂026ခုနှစ်ဖေဖော်ဝါရီလမှာအိန္ဒိယမှာပြုလုပ်မဲ့ AI ထိပ်သီးအစည်းအဝေးပွဲမှာရုရှားနိုင်ငံလည်းပါဝင်ပွဲရှိပါတယ်ရှင်။